အမိတခုလောက်ပြောချင်ပါရဲ့ဆရာ online ပေါ်မှာဂျီရွေးကောက်ပွဲကိုတရားမဝင်ဘူးလို့လည်းပြောနေတယ်ကြားပါရဲ့ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုထင်ပါလဲရှင်အခုလာမယ့်2025ရွေးကောက်ပွဲကိုဆွေးနွေးကြတာလားဟုတ်ကဲ့ရှင် ်နိုင်ငံမှာတရားဝင်ကျွန်တော်တို့တိမှန်ပြုပါဘောဆိုတာအတိလင်းတရားဝင်ဘောဆိုတာမရှိသေးဘူးသူတို့တိမှန်ပြုဆိုတဲ့အတန်ကိုကျွန်တော်တို့ကခတ်ရရင်ပြောလို့ရှိရင်ခွေးလေးခုံလို့ဖုံးမထားဘူး ပရိသတ်အားလုံးမင်္ဂလာပါဒီနေ့ရဲ့သတင်းခွဲခြမ်းစိတ်ဖြာချက်မှာမြန်မာနိုင်ငံရေးနဲ့ပတ်သက်တဲ့ထိတ်တန့်ရင်ဆိုင်နေတဲ့အမြင်တွေရကိုတင်ဆက်ပေးသွားမှာပါယနေ့နိုဝင်ဘာလ23ရက်နေ့မြန်မာစံတော်ချိန်အရအမေရိကန်ပြည်အောင်စုမှရှိတဲ့မြန်မာနိုင်ငံသား200ကျော်ဟာအိမ်ဖြူတော်နဲ့တရုတ်တန်ရုံရှိတွေမှာစုယုံပြီးအလုံးရင်းနဲ့ခြိတက်ဆန္ဒပြခဲ့ကြပါတယ် တို့ရဲ့ရည်ရွယ်ချက်ကတော့အကျန်းဖက်စစ်တပ်ရဲ့လှုပ်ဆောင်မဲ့ရွေးကောက်ပွဲကိုအတူအယောင်အဖြစ်တက်ပြတ်တသားဆန့်ကျင်ရှုတ်ချဖို့တရုတ်နိုင်ငံရဲ့မြမအရေးဝင်ရောက်ဆွတ်ဖက်မှုတွေကိုဆန့်ကျင်ဖို့ပြီးတော့ဖမ်းဆီးခံရသူတွေလွတ်မြောက်ဖို့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ဒီဆန္ဒပြတန်တွေနဲ့တပြိုင်နက်တည်းမှာပဲစစ်တပ်ထောက်ခံသူစစ်တပ်လော်ဘီလို့လူသိများတဲ့တူရိယာနေဝင်မီဒီယာအမိခံမိုးဟိန်ရဲ့စစ်တပ်ဝါဒဖြန့်မီဒီယာဖြစ်တဲ့မြဝတီသတင်းဌာနနဲ့တွေ့ဆုံမိ мян ခံတစ်ခုလည်းထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီမှာမိုးဟိန်ကပြည်ပရောက်တော်လန်ရေးအင်အားစုတွေဟာအနောက်အစုရဲ့အထောက်ပံ့မရမှာကြောက်လို့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအတူရောင်လို့အော်နေတာဖြစ်ပြီးစစ်တပ်ကတရားဝင်ဒီလိုထုတ်ပြန်ထားခြင်းမရှိဘူးလို့ခြေပပြောဆိုခဲ့ပါတယ်။ ဒီဗီဒီယိုမှာအမေရိကန်ကဆန္ဒပြပွဲမှာမြန်မာနိုင်ငံသားတွေရဲ့ပြစ်ဒဏ်နဲ့တောင်းဆိုချက်တွေကိုတိုက်ရိုက်ရုတ်တံနဲ့တင်ဆက်ပေးမှာဖြစ်ပြီးမိုးဟင်းရဲ့ထိုးအမြင်အပေါ်ပြန်လည်တုံ့ပြန်ပြောဆိုချက်အပိုင်းကိုလည်းအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒေဘက်ကအမြင်ကပိုပြီးခိုင်မာမှုရှိတယ်လေ။ဘသူတွေကဘာကြောင့်ဒီလိုပြောနေကြတာလဲ။ပရိသတ်တို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့အတွက်ဗီဒီယိုအစအဆုံးကိုကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်။ ာမယ်နောက်25ရုပ်ောက်ပွဲကိုဆွေးလို့ကျန်လားဟုတ်ကဲ့ရှင်တိမန်ပြူဆိုတာတွေကတော့ဒါတွေကတော့တပုံနေတောင်းချမ်းသူတွေပေါ့ဗျာအဖြတ်သမားတွေကပြောနေတာပါဘာလို့သူတို့ဒီလိုပြောနေရလဲဆိုတော့သူတို့ကနိုင်ငံအာဏာလိုချင်တော့ဟူ NUG ကနော် NUG မိခင်ပြပြအစိုးရပေါ့သူတို့ကဒီအရအာဏာလိုချင်တာရုပ်ောက်ပွဲဖြစ်သွားလို့ရှိရင် ေါ်လာမဲ့အစိုးရတရားဝင်ကဘာအသိမဲ့ပြုမဲ့အစိုးရဖြစ်လာတော့မယ်။ကဘာအသိမဲ့ပြုလှတော်ကြီးပေါ်လာတော့မယ်။လှတော်ကြီးမှလည်းကျွန်တော်တို့ခေါင်းပေါင်းနေနဲ့နော်ကျွန်တော်တို့အမျိုးသားဝတ်စုံနေနဲ့တိုင်းရင်းသားဝတ်စုံနေနဲ့ပြည်သူ့တော်ကိုယ်စားလှယ်တွေကစီကားနဲ့လှတော်ကြီးကျက်ပါတော့မယ်ဗျာ။နော်ဥပဒေပြဋ္ဌာန်းတော့မယ်။နော်အစိုးရတကြီးပေါ်လာတော့မယ်။အဲ့တော့ရည်ရနေပြီးတော့တခါတရားဝင်သမ္မတတွေဒုသမ္မတတွေရွေးချယ်တော်မယ်ဝန်ကြီးချုပ်တွေတိုင်းဝင်းတိုင်းနဲ့ပြည်နယ်ဒေသကြီးဝန်ကြီးချုပ်တွေ အလုံးခန့်ချားတဲ့အခင်ကြီးတခုပြန်လဲပေါ်လာတော့မယ်ဆိုတော့အဖြစ်သမားတွေကသွေးပြက်နေတယ်ရုပ်ဘဝကျမမဆိုအတန်နဲ့ကြောက်အဲ့အဖြစ်မောက်ပြောကဝင်နေတဲ့တောင်းချမ်းသူ NUG တွေနော်ပြည်ပြည်တွေနာမည်တက်ပြောလို့ရှင်ပြည်ပြည်စင်မအောင်တို့ရီမွန်တို့ဇော်ဝေဆိုးတို့နော်အဖြစ်သမားတွေပြပမှာအဖြစ်သမားတွေအကုန်လုံးကရုပ်ဘဝဆိုတာနဲ့သူတို့ထောက်ပံ့နေတဲ့ သူတို့အနောက်နောက်အနောက်ဥစုထောင်းလိုင်းကြီးကထောက်ပံ့ထားတဲ့ဒေါ်လာတွေမရတော့ဘူးဗျာအဲ့တော့သူငတ်တော့မယ်နော်ပြပမှာသူတို့ကငတ်တော့မယ်လေအခုကသူတို့က BDF တွေကိုစစ်တိုက်ခိုင်းနေတာအတိတ်ခံပြီသူတို့တွေကဘန်ကောက်တို့စင်ကာပူတို့တိုချိုတို့အမေရိကန်မဆိုနယူးယောက်တို့ပါရီတို့အင်္ဂလန်တို့လန်ဒန်တို့မျိုးကြီးတွေမှာသူတို့တွေကဟိုတယ်မှာ5 star hotel ကြီးမှာတဲနေတာ ဖိုက်စတာဟော့ရဲမှာရေနွေးစလုံးနဲ့ရေချိုးပြီးမှမှတခါတည်းဖိုက်စတာဟော့ရဲအားနဲ့ကျွေးတဲ့ cheese တွေပေါင်ပုတ်တွေတက်ကင်တွေသိုးသားကင်တွေစားပြီးတော့မှအင်တာဗျူးပြီးတော့တိုင်းပြည်အားလူတိုင်းရခိုင်တာဘာဖြစ်တဲ့ရုပ်ဝဲတရားမဝင်မှုတရားမဝင်မှုတွေအတိမန်ပြူအော်နေရဟာသူတို့မျက်နှာတွေကြည့်ပါလားအစ်စ်တဝင်းဝင်းနဲ့ကိုတခါတည်းပြေဖြိုးပြီးတော့ဇင်မောင်အောင်တို့ပြည်ပြည်တွေအကုန်လုံးကပြေဖြိုးလှပနေတာပဲဇော်ဝင်ဆိုတော့ဒေါ်လာတွေရွှင်ပြီးတော့ထောပတ်တွေအစီအူထောပတ်တွေစားပြီးတော့ သူတို့ဖြတ်နေတာသူတို့တိုက်ခိုင်းတဲ့တိုးထဲမှာတကယ်လမ်းမရောက်နေတဲ့လူတွေကြတော့နေတည်မလားညနေတာမနေ့တည်မလားနေ့လည်းတည်မလားမသိဘူးအဖြစ်နေကြအဲ့ရေကောရေကောဘွယ်ဘူးအတိအမှန်ပြူဆိုတာဘယ်သူမှမဟုတ်ဘူးအဲ့ပြီးပြီးပြီးဖြစ်တယ်ရနေပြီးတော့တိမှန်ပြူဆိုပြီးတော့သူပစ္စပေးထားတဲ့မီဒီယာတွေရှောက်អော်ခိုင်းနေတာဘယ်နိုင်ငံမှာတရားဝင်ကျွန်တော်တို့တိမှန်ပြူပါဘူးဆိုတာအတိလင်းတရားဝင်ဘော့ဆိုတာမရှိသေးဘူးသူတို့

နိုင်ငံအစိုးရများကနိုင်ငံတကာပြည်သူများရဲ့အရေးကိုလေးစားလိုက်နာမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာပြည်သူတွေက2020ရွေးကောက်ပွဲရလဒ်ပေါ်ထွက်ပြီးဖြစ်ပါတယ်။အဲ့ဒီရွေးကောက်ပွဲရလဒ်ကိုကမ္ဘာလုံးကအသိမှတ်ပြုထားပြီးဖြစ်ပါတယ်။နိုင်ငံတကာအဖွဲ့အစည်းများလည်းအသိမှတ်ပြုထားတယ်လို့တရုတ်အစိုးရကိုယ်တိုင်ကလည်းအသိမှတ်ပြုထားတာဖြစ်ပါတယ်။2000 1990 2015 2020ရွေးကောက်ပွဲအသီးသီးကို NLD ပါတီကအနိုင်ရခဲ့တယ်ဆိုတာစစ်တပ်အစိုးရကိုလက်မခံလို့ဖြစ်ပါတယ်။ပြည်ထောင်ချိုးကိုပြည်သူတရားလုံးကလက်မခံလို့ဖြစ်ပါတယ်။ကျွန်တော်တို့ဒီရွေးကောက်ပွဲအောင်နိုင်ခြင်းဟာမဲမဲမကိုပြည်သူတကိုးနဲ့ခရိုးရိုးပဲနိုင်ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အခုစူးစီးရောက်ရှိနေကြတာဖြစ်တယ်။နောက်တစ်ခုပြောချင်တာကကျွန်တော်တို့ဂီတရုပ်ရှင်ဇာတ်တပင်ဟာအမှုပညာရှင်တွေကိုပြောချင်ပါတယ်။ စောမဲလုံးဒီစစ်ကောင်စီကကျွန်တော်တို့မှာပြည်သူမရှိဘူးသူ့ပဲကိုယ့်ပဲပဲရှိတယ်လို့ပြောတယ်။ဒါကြောင့်အပြင်းနဲ့အရသာပြည်သူတွေကိုဘုံချဲတပ်ဖြတ်တယ်။အိုးအိမ်တွေစီးစိမ်တွေဈေးတွေအကြောင်းတွေရက်ရွာတွေကိုမြီးရှုပ်ဖြတ်စီးတယ်။ဒီလိုပြည်သူကိုရန်သူတပ်ဖွဲ့တတ်မှတ်ပြီးတော့တပ်ဖြတ်နေတဲ့စစ်ကောင်စီကိုဘာကြောင့်အမှုပညာရှင်တွေကထောက်ခံပါလဲ။ဘာကြောင့်အမှုပညာရှင်တွေကသွားပြီးတော့ရက်တိရမှာလဲ။ အမှုပညာရှင်တွေဆိုတာပြည်သူကိုအမိတီပြုပြီးတော့ပေါက်ဖားလာတဲ့အမှုပညာရှင်တွေဖြစ်ပါတယ်ပြည်သူချစ်နေရင်ကပီးတင်နေတဲ့ပြည်သူမချစ်ရင်ဘယ်သူမှကပီးတင်မှာမဟုတ်ပါဘူးဒါကြောင့်အမှုပညာရှင်ညာပြည်သူချစ်သောအမှုပညာရှင်ဖြစ်နေရပ်နေကြပါပြည်သူကိုကြောမခိုင်းရတဲ့ပြည်သူကိုမဆုတ်ခွာကြပါနဲ့လို့ပြောလိုပါတယ်ဒီရွေးကောက်ပွဲကိုကျွန်တော်တို့မိမိရဲ့လွတ်လပ်သောသဘောဆန္ဒအရမကူးပေါင်းလို့ရပါတယ်ကျွန်တော်တို့ မဲမပေးလို့ရတယ်ဒါနိုင်ငံသားတိုင်းရဲ့မူလအခွင့်အရေးဖြစ်တယ်ဒါကိုမြပညာရှင်တွေသိကြပါနောက်တစ်ခုပြောချင်တာကတော့ကျွန်တော်တို့အရေးကြီးဆုံးကတော့ဒီနေ့အကြမ်းဖက်စစ်တပ်ကိုအမြင့်ပြအောင်ကျွန်တော်တို့သွေးစွန်းဝင်ဖြတ်တောက်ရေးလုပ်နေကြတယ်ဒီဘုံကျဲနေတဲ့လေရင်တွေလေရင်စီမရအောင်မဝယ်နိုင်အောင်ကျွန်တော်တို့ဖြတ်တောက်နေကြတယ်အဲ့ဒါကိုပဲကျွန်တော်တို့ဘက်ကယက်တီသလိုတော်လန်ရေးအမိခံနေတဲ့ ကျွန်တော်တို့စစ်တပ်နဲ့တိုက်တိုက်ပုံညာနေတဲ့ပုဂ္ဂိုလ်တချို့ကကျွန်တော်တို့ရဲ့ရန်ကုန်ဝင်မရရှိအောင်စစ်တပ်အလို့ကြလိုက်လံလှုပ်ဆောင်နေကြတာတွေရှိတယ်။ဒါတွေကိုပြည်သူတွေနားမယောင်ကြပါနဲ့။ရန်သူကကျွန်တော်တို့အင်အားချင်းနဲ့အောင်ဆောင်နေတယ်။ကျွန်တော်တို့ဘက်ကစစ်တပ်ကိုယာရုရဖို့အတွက်မျက်စာပြစ်နေတဲ့ကောင်တွေကလည်းစစ်တပ်အလို့ကြကျွန်တော်တို့အင်အားချင်းနဲ့အောင်ရန်ကုန်ဝင်မရအောင်စူးစမ်းနေကြတာတွေရှိတယ်။အဲ့ဒါတွေကိုပြည်သူတွေနားမယောင်ကြပါနဲ့လို့ပြောလိုပါတယ်။နောက်အခု ဒီပရောက်နေတဲ့ကျွန်တော်တို့နိုင်ငံသားတွေဟာဒီလုံးအတန်ကိုကျွန်တော်တို့လာပြီးတော့ထင်ဟနေတာဖြစ်တယ်ဒီလုံးအတန်ကိုနိုင်ငံတကာသိအောင်ကြွေးကြော်နေတာဖြစ်တယ်နိုင်ငံတကာတန်ယုံနေတန်တမန်နေကြကိုထိုးဖောက်နိုင်အောင်ဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့တော်လန်ရေးကိုဆက်လက်ပြီးတော့ကြမ်းကြမ်းခိုင်ဖြည့်ဆည်းပေးကြပါရန်ကုန်ဝေဖြည့်ဆည်းပေးကြပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ အာကျွန်မခဏလေးပါဒီ GMB area ကျွန်မတို့မိသားစုဒီရရှိတယ်ကျွန်မတို့ GMB area မိသားစုကနေပြီးပေါ့အခုကြွားရောက်လာတဲ့ဒေဝေရလူတွေအာကျွန်မတို့ရဲ့ဒီမျိုးကန်တွေအားလုံးကိုကျွန်မတို့လေခဏလေးနေအစားထုတ်ထုတ်လေးတွေပေါ့နော်အစားကြေစမူစာကျော်စနက်ကြီးလေးတွေချိုရည်ဘူးလေးတွေထည့်ထားပါလေအဲ့ဒါကိုညူရပစကားနှစ်စီးမှာပါတဲ့လူတွေတော့ကျွန်မတို့ဟာကိုဖိုးခွားနဲ့တော့မှအကူညီနေတဲ့ပပောက်ကိုပစကားနှစ်စီးစာကိုတော့ကျွန်မတို့ပေးပြီးပါပြီ အဲ့ဒါစကားမစည်းစားပါတဲ့လူတွေကိုကျမတို့ဟိုထပ်တင်မှာဆိုလို့မနော်ချက်ပွဲတော့ပါဘူးဒါစကားမစည်းစားပါတဲ့လူတွေကျမတို့ပေးလိုက်မှာဖြစ်ပြီးကြံ့နေကြံ့နေငွေဝေးရတာလေးတွေနဲ့တရားမျိုးကလေးကိုကျမတို့တရားချင်းတစ်ထုတ်ချင်းဒီကဘောလန်တီးယားတွေလိုက်ဝယ်ပါမယ်လို့ပြီးရင်ကျမတို့ဝိုင်းအောင်ကြောက်ပြီးတော့ညနေပွဲပြီးရင်လည်းအာကျမတို့ကိုစောစောစီးမြန်မယ်ဆိုတဲ့ဒီရောက်ကဆိုရင်အားလိုက်ပြန်ကျမတို့တခါလေးပြေးမှုတွေကိုဖို့ကားတော့ကိုနေတင်းတို့လက်ထဲတခါလေးအားလိုက်ပါမယ်ကျန်တဲ့လူတွေကိုလည်းကျမတို့ထမင်းမှုတွေဝေပါမယ်ပြန်ရပါနဲ့အော်လို့ညနေပွဲပြီးရင်ကျမတို့ထမင်းမှုအချိုရင်အချိုမှုတွေဖြစ် ဲ့ပေးထားပါတယ်ရူရောက်ပုံစံမျိုးလေးပေါ့နော်ကျေးဇူးတင်ပါတယ်ခလားအားလုံးဘုံကလို့ပြောရပါရှင်ကျေးဇူးတင်ပါတယ်ရရှိနေတာ channel channel ဆီရရှိနေဖြစ်တယ်ကျွန်တော်ဒီ channel အဲ့ဒီစီကိုကျွန်တော်တို့ဒီ channel message ပို့လို့ရတယ်ကျွန်တော်ဆီလိုအင်္ဂလိပ်စုဒီကကျွန်တော်ခေါ်ရအောင်နော် Sim! ာကြည့်ပါဦးเนาะဘယ်နာကိုလဲတကုတကကိုလောက်လာတဲ့ကျွန်တော်ဆစ်ဆစ်ဆစ်မျိုးဆက်မျိုးဆက်ကိုအေးစိတ်ကိုအလုံးကျူစုကြအောင်ကဲဟုတ်ပါတယ်ကျွန်တော်တို့ညီကိုမော်မရီစေမျိုးသားကြီးနေတိုင်းနာညီကိုရေဒီမောမဟုတ်ပါဘူးကဘာအရရကနိုင်ငံအနှံ့ပြောင်းမှရှိနေတဲ့လူတွေဟာ မိမျိုးစုံနဲ့တကယ်အခက်အခဲတွေကြားရတယ်။လက်အောင်ထွက်ပြီးတော့မှဒီလိုမျိုးဖွဲ့မျိုးကိုသွားကြတယ်၊လွတ်ကြတယ်၊ခြံကြတယ်။ဒီထဲမှာလည်းအဝုန်ကြီးတဲ့အတိုင်းပဲရိုက်ချက်နေပြီးတော့မှအသက်နဲ့ရင်းနေရတဲ့အချိန်မှာတော့မှဒီကောက်ကိစ္စကြီးဆိုတဲ့စာရန်ကိုထိတ်ဆွဲခဲ့ကြတယ်။ပုံနဲ့90ရင်းခံပြီးတော့ကိုထိတ်ဆွဲခဲ့ကြတဲ့ကျွန်တော်တို့မော်လမကြီးကိုတော့ရောက်အောင်အားလုံးကြားပြီးသားဖြစ်ပါဘူး။နော်။အဲဒီလောက်ကြီးချက်ဆက်ရုံမာတဲ့အဲလောက်ကြီးလူစိတ်မရှိတဲ့ အဲ့လိုဖြစ်တော့မှအတီတရားလုံးဝကင်းရတဲ့လူလိုမျိုးလူတယောက်ကိုကျွန်တော်နိုင်ငံရဲ့ခေါင်းဆောင်တယောက်ဖြစ်ကျွန်တော်ရွေးကောက်တာကိုခင်ဗျားတို့လက်ခံကြမလား No ကျွန်တော်တို့ဘယ်တော့မှလက်ခံဘူးဘယ်တော့မှလည်းကျွန်တော်တို့ကသဘောတူမှာမဟုတ်ဘူးကျွန်တော်တို့ဟာတပ်ဖွဲ့ကိုအကျဉ်းချင်းချင်းချင်းဆွနေခဲ့တယ်နောက်လဲဆင်းနေအောင်ပဲကျွန်တော်တို့ကဘယ်တော့မှလက်မမြောက်ဘူးပြုမထောက်ဘူးဒီဆိုရစစ်ဆိုရသူ့ရဲ့အပေါင်းပါတဲ့ဒီအာဏာရှင်မျိုးဆက်တွေမကြဆုံးနေရကျွန်တော်တို့ကဘယ်တော့မှလက်မမြောက်ဘူးပြန်ခဲကြရင်တော့ကျွန်တော်တို့ဆက်ဆက်တော့ဖြစ်တယ် hello prima redlu to ji atyant dayo bolay to pri baiti mare kausamana kausamana mr mr and mrs the prima prima business owner in the two our house in everybody of baba inside or outside everybody 别人都三几年没有来认识，别人都三几年全部认识。That's why we are here. That's why, please, let your vision make us see people. We are not ready. We are never ready. We will never stop. We will never give up. That's why if you support your lion, never military, that's your need. He got a group all of the criminals. That's what we did. That's what we do. That's why we will get him forever. China, please, don't follow. Don't do me. Leave them alone. Help you, help you. Try to choose what right now. Before too late. No support, Obama. No support, ministry. No support, Maryland. 이제 내가 이 날씨에서 나름 이제 이제 하나? 내가 이 날씨!

কোথাও যেতে ছিলেন চলে যে বা যাব from North Carolina with music to support our pro-democracy movement. Thank you. Okay, so now let right, ပေါ်လေးဂရုတပ်ပေါ်လေးရဖို့ကျွန်တော်ဆုစီးပေးကြပါခင်ဗျာ။ Okay ဂရုတပ်ပေါ်လေးကျွန်တော်ရဖို့အတွက်အားလုံးဒီကမ္ဘာမတွေလာပေးကြပါခင်ဗျာ။တွန်းလည်းဒီကမ္ဘာမတွေ Okay ကျွန်တော်ပချင်းဆိုပြီးတော့ကျွန်တော်ဂရုတပ်ပေါ်လေးရိုက်ပါမယ်။ Okay အားလုံးကျွန်တော်ဆုစီးပေးကြပါတော်လည်းဒီကစုံမလေးအားလုံးကိုရောစိတ်ပါကျမချမ်းသာကြပါစေကျွန်တော်တို့ချစ်တော်မူရထာနေမှာတော့နာကကျွန်တော်တို့ရဲ့ရင်သွေးငယ်ဒီဒုက္ခတွေဒီဒုက္ခတွေခါးစီးမခံရဘူး ဒီဒုက္ခတွေဘုံပေါ်နောင်လာမဲ့မျိုးစက်တွေမှာဘယ်ရောက်ဖို့အတွက်ကိုကျွန်တော်တို့ဒီဖြစ်ပျက်စနစ်ပြတ်ကြီးကိုကျွန်တော်တို့တော်လိုက်ရမှာကျွန်တော်တို့ဟာနောက်ဆုံးအခြေခံတွေဖြစ်ပြရစီကိုကျွန်တော်တို့သစ္စာပြုပြရပါမယ်ကျွန်တော်တို့အားလုံးခင်ဆက်ဆက်ဒီလိုပစီစိတ်ပွဲဝင်ကြတော့ဒီနေ့ကအားသာနေတာကိုကျွန်တော်တို့ကြိုင်လို့ဦးလိုက်ကြည့်ကြမယ်နော် Oh, my God.